အားလုံးမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့ကျွန်တော်မတင်ဆက်ပေးသားမလဲဆိုတော့အဲ pawn and game တွေတင်ဆက်ပေးသားမှာဖြစ်ပါတယ်အဲဒီ pawn and game ကတော့ king plus 2 pawns အဲ versus king ပေါ့နော်အဲကိုယ်မှာတစ်ဖက်ကိုယ်မှာ pawn နှလုံးသားလို့ဆိုရင်ကျွန်တော်မျိုးကျွန်တော်တို့အဲဘယ်လိုမျိုးအနိုင်ကစားလို့ရလဲဆိုတော့ကိုအဲကြည့်မယ်ပေါ့နော်ဟုတ်ပြီအဲ့တော့ပေါ်နှလုံးတာတဲ့အခါမှာဘယ်လိုမျိုးအနေထားရရှိတယ်လဲဆိုတော့အဲပေါ်ကတွဲရပေါ်ပေါ့နော်တွဲရပေါ်ဆိုကျွန်တော်ကွန်နက်တဲ့ပေါ်လို့ခေါ်ရပေါ့တွဲရပေါ် အသာသေးရတာလည်းရှိတိုင်းတယ်ဒါမှမဟုတ်လို့ဆိုရင်ဟိုကွဲနေတာပေါ့နော်ကွဲနေတာပေါ့တက်ကောင်နဲ့တက်ကောင်ကတဖိုင်ချားတို့နှစ်ဖိုင်ချားတို့သုံးဖိုင်ချားတို့ပေါ့အဲ့လိုမျိုးတွေဖိုင်တွေချားနေခဲ့မယ်ဆိုရင်လည်းကျွန်တော်ဘယ်လိုမျိုးအနိုင်ကစားလို့ရလဲဘယ်လိုတွေကစားလို့ရလဲဆိုတာကိုအဲကျွန်တော်ဒီနေ့ဒီဗီဒီယိုထဲမှာပြပြသွားမှာဖြစ်ပါတယ်အဲကျွန်တော်လည်းတူတူ end game 6ခုပေါ့နော်အဲဒီဗီဒီယိုထဲမှာလေ့လာပါမယ် အဲပထမဦးဆုံးအနေနဲ့ကျွန်တော်ဒီပုံစံလေးကိုအရင်စပြီးတော့လေ့လာကြည့်မယ်ဒီပုံစံလေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ဘလူးချွေလဲလဲဆိုရင်တော့ဒါကအမဲချွေလဲပေါ့ဒါပေမဲ့ကျွန်တော်လက်ရှိမှာဆိုလို့ရှိရင်အဖြူကပေါင်းနှလုံးတာတယ်ပေါင်းနှလုံးတာတဲ့အခါမှာကျွန်တော်ဒီမှာပေါင်းတကောင်နဲ့တကောင်ဒီချိတ်ချိတ်ရရှိနေတယ်အဲအဲ့လိုမျိုးပုံကိုကျွန်တော်ဘာလို့ခေါ်ဆိုရင်ကိုနက်တဲ့ပုံလို့ခေါ်တယ်နှစ်ကောင်ချိတ်ဆက်ထားတဲ့ပုံကိုနက်တဲ့ပုံကိုမှရှိရဆိုလို့ရှိရင်အာကျွန်တော်တို့ဘာတီးဖို့လိုလဲဆိုတော့ ဒီပေါ့နော်ကွန်နက်တက်ပွန်ရှိမယ်ဆိုလို့ဆိုရင်ကိုပွန်းကိုပွန်းအချင်းချင်းပြန်ပြီးတော့ကာဗာလုပ်နိုင်တယ်ပွန်းအချင်းချင်းပြန်ပြီးတော့ကယ်ပေးနိုင်တယ်ဘယင်ကိုကြီးမလိုဘဲနဲ့တောင်မှအဆင်ပြေလို့ပြောလို့ရတယ်ဥမာအပြင်ကျွန်တော်ဘယ်လိုမျိုးဘယ်လိုကျွန်တော်ဘယ်လိုပြောလို့ရလဲဆိုရင်ဥမာအပြင်ကျွန်တော်ဒီနေ့မှာအမဲက king e4 ရှိမယ်ဆိုရင်ကျွန်တော်တို့က king e7 king b7 ပဲလာမှာပဲ အဲ့ तू ကဒီမှာဒီပုံးကိုစားလို့ရလားဆိုရင်လုံးဝစားလို့မရအောင်အဲ့ဒါလေးကျွန်တော်တို့တိဖို့လိုအပ်တယ်ပေါ့နော်ကွန်နက်တက်ပုံးမှာ passport နဲ့မှာကွန်နက်တက်ပုံးမှာနောက်ကျန်ပုံးကိုဘယ်တော့မှဘရင်ကစားလို့မရအောင်ဘာကြောင့်လဲဆိုတော့ဘရင်ကလာစားလိုက်မယ်ဆိုလို့ရှိရင်ဒီ f ပုံးလေးကဘရင်ကိုလက်ပြပြီးတော့တက်တာဆိုပြီးတော့ပြေးသွားမယ်ပေါ့နော် ဲ့တော့အဲ့ဒီမှာဆိုလို့ဆိုရင်အာ F5 လောက်လဲဆိုရင်ဒါနိုင်ရွားကြီးပေါ့နော်အဲ့တော့ကျွန်တော်တိထားမှာဒီအဲ connected bond ဆိုလို့ဆိုရင်ကိုကသူများမှာ connected bond ရှိရဆိုလို့ဆိုရင်လဲ connected bond မှာနောက်ကြံ bond ကိုကင်းနဲ့စားလို့မရဘူးပေါ့အဲကိုမှာတခြားကစားကောင်တွေလည်းမရှိဘူးဆိုလို့ဆိုရင်တော့ဒါလေးတိဖို့လိုအပ်ပါတယ်ဟုတ်ပါပြီဒီတစ်ခါကျွန်တော် connected bond ပြောပြပြီးတဲ့အခါကျတော့ကျွန်တော်နောက်ထပ် angle တစ်ခုထပ်လေ့လာကြည့်တိုင်းဒီတစ်ခါကျွန်တော်တို့အဲ bond နေရာ connected bond တော့ကျွန်တော် split bond ပေါ့ split ပုံစံကျွန်တော်တို့ကွဲပြားနေတဲ့ပုံပေါ့နော်ကွဲပြားဆိုတာတရှိနေတဲ့ပုံတွေဖြစ်တယ်အဲအဲ့မှာမှာကျွန်တော်ဒီမှာဆိုလို့ရှိရင်ဘာတွေ့ရလဲ define char ပေါ့ define char ပုံတွေဆိုလို့ရှိရင်ရောကျွန်တော်ဒီနေရာမှာအဖြူကနေနိုင်မလားဒါမှမဟုတ်ရင်တရေကြမလားပေါ့အဲ့ဒါကိုကျွန်တော်ကြည့်ကြည့်မယ်လက်ရှိမှာကျွန်တော်ဘလူးရွှေလဲဆိုရင်ကျွန်တော်ကင်းလက်ရှိမှာဆိုကျွန်တော်တို့ဒါအမဲရွှေလဲဖြစ်တယ်အမဲရွှေလဲမှာအမဲကအဲရွေးချယ်ကြံနှစ်ခုရှိရယ်ကင်းက F5 ကိုသွားတာရယ်ကင်းက H5 ကိုသွားတာရယ်နှစ်ခုရှိရယ် ဟုတ်ပြီဘယ်ဘက်ကတော့ကျွန်တော်တို့အဖြူကနေဘယ်လိုပြန်တုံးပြန်မလဲဆိုတာကိုကျွန်တော်ပြောပြမယ်အဲကျွန်တော်ပြောတဲ့ theory လေးတွေကိုတခြားလေးမှတ်ထားပါတော့အဲ့ဒါဆိုလို့ရှိရင်ဒါအငယ်လေးလာတဲ့အခါမှာတော်တော်လေးကိုလွယ်ကူမယ်အဆင်ပြေမယ်ဟုတ်ပြီအဲ့တော့ဒီမှာထပ်ပြီးတော့ပေးနေတဲ့ message ဒီအာပေါင်းတွေကဟိုတဖိုင်ချားဆိုတာတည်ရှိမယ်ဆိုရင်လည်းပဲအာကျွန်တော်တို့ဒါနိုင်တယ်ပေါ့နော်နိုင်တယ် ဘယ်လိုမျိုးအနေထားလဲဆိုတော့တစ်ဖက်ဘရင်ကကိုပွန်းကိုစားလို့မရအောင်ကိုကပြန်ပြီးတော့လောက်ကမယ်အဲ့တော့ဒီမှာဆိုလို့ရှိရင်ပြကျွန်တော် king h5 ပဲသွားရဲဆိုပါစို့ king h5 သွားရဲဆိုရင်ကျွန်တော်တို့ဒီမှာလောက်ကမှာဒီအဖြူကဘာလောက်ကမှာလဲဆိုတော့ကျွန်တော်တို့ f5 ဆိုပြီးတက်ကမယ် f5 ဆိုပြီးတက်တဲ့ idea ကဘာလောက်ချင်တာလဲဆိုလို့ရှိရင်ဒီ h4 ပွန်းလေးကိုစားမယ်ဆိုရင်ကျွန်တော်တို့ကတောက်လျှောက်တက်သွားမှာ f6 ဆိုပြီးတက်လိုက်မှာဒီမှာဆိုစားလိုက်မယ်ဆိုရင်တော့တက်လိုက်လို့ရှိရင်ဒါဆိုရင်မမှီတော့ ။ဒါဆိုရင်ကျွန်တော်နိုင်ပြီ။အဲ့တော့မစားဘဲနဲ့ပေါ့နော်။အကလေးတို့က gain h6 ကိုပြန်လာမယ်ဆိုရင်လည်းပဲကျွန်တော်တို့ကမလုပ်ပါနဲ့။အဲ့ခါကျကျွန်တော်တို့ကဒီပွန်းတတ်တတ်လို့မရဘူး။ဒီပွန်းတတ်လို့ဆိုရင်တို့က gain cut လိုက်လို့ဆိုရင်ဒါဆိုတည်ဖြစ်သွားမယ်။အဲ့တော့ ဲ့တော့ကျွန်တော် H5 bone H4 bone တက်လို့ရလားဆိုတော့တက်လို့မရဘူးအဲ့ခါကျကျွန်တော်ဘာတော့ကမလို့ဆိုရင်ဒီ H4 bone တက်လိုက်ဆိုရင်တော့ဒီဘုံယူစားရမှာပေါ့နော်အဲ့ဆိုတော့တေးဖြစ်သွားမယ်အဲ့ကျွန်တော်တို့ကဘာလို့မလဲဆိုတော့ကင်းကိုခေါ်မယ်ကိုကင်းကိုခေါ်မယ်အဲ့မှာသူကကင်း G7 အဲ့ဒီလိုရောက်တဲ့အခါမှာဘယ်ကျင်ရကျွန်တော်တို့ဒီလိုမျိုးကင်း G7 ရောက်တဲ့အခါမှာကျွန်တော်တို့ဘာလို့မလို့ဆိုရင်အဲ့မှာ H5 လေးတက်ဖို့လိုအပ်တယ် ကိုဘောနှစ်ကောင်ကိုတံတန်းထဲမှာပြန်ထားမယ်အဲ့တော့ဘာဖြစ်တာလဲဒီနေ့ထားမှာဆိုရင်ကျွန်တော် random random တိုးသွားတယ်ပေါ့နော်အဲ့တော့ idea ကရှင်းရှင်းလေးပဲမလုပ်ချင်တာလဲဆိုလို့ဆိုရင်တော့ app set ကိုသွားရင်ကျွန်တော်တို့ h တက်မယ်ဘာကြောင့်ဒီလိုတက်တာလဲဆိုတော့အဲ့လိုမျိုးသွားလိုက်မယ်ဆိုလို့ဆိုရင်ဒီနေ့ထားမှာကြည့်လိုက်ပွန်းကဒီကို cover လုပ်ပေးထားတယ်ဒီပွန်းလေးကဒီကို cover လုပ်ပေးထားတယ်အဲ့တော့ကြောင့်ဒီပွန်းနှစ်ကောင်တော့ပြန်ကတ်လို့မရအောင် ဒီမှာ star လို့လည်းမရအောင် again ဒီမှာ r5 ကိုစောင်းမယ်ဆိုရင် a7 တက်လိုက်လို့ရှိရင်ဒါ promotion ရပြီအဲ့တော့ king of 7ပြောင်းသွားမယ်ဆိုရင်ကျွန်တော်တို့ဒီနေရာဘာလုပ်မလဲ king ကို c3 ခေါ်မယ်အကြိမ်တော့ king ga ကိုပြန်လာမယ်ဆိုရင်ကျွန်တော် king က pawn လေးကို f6 တက်ထားလိုက်မယ်အဲဒါဆိုလို့ရှိရင် pawn တရန်တရန်တက်သွားပြီအကြိမ်တော့ king က a7 လာမယ်ဆိုရင်ကျွန်တော်တို့က f7 တက်လိုက်လို့ရှိရင်နိုင်သွားပြီဒါဆိုလို့ရှိရင်အဲတဘောပေါက်လိမ့်မယ်လို့ထင်ပါတယ်အဲ့တော့ ် idea လေးอ่ะရိုးရိုးရှင်းရှင်းလေးเนาะကျွန်တော်ပြန်ပြဒီမှာခုနကကျွန်တော် king h5 ကိုသွားတယ်အဲ့ဒီဒီမှာ king f5 သွားမယ်ဆိုတော့ကျွန်တော်ဘာလုပ်မှာဆိုရင် h5 ပြေးသွားမယ် idea ကဒီကောင်ကဒီကိုတားထားတယ်အဲဒီကောင်ကဒီကိုတားထားတယ်အဲ့တော့ king ကကတ်လို့မရအောင်အဲ့တော့ဘယ်လိုမျိုးအခြေအနေမှာပြန်ပြီးတော့ပုံကိုကိုယ်ပုံကို run တင်ရမလဲဆိုလို့ဆိုရင်အဲကျွန်တော် king ကဒီဘက်ကိုဒီဘက်ပုံကိုလာပြီးတော့ပုံကိုကိုယ့်ရဲ့ပုံနောက်တလုံးလာချိန်စားတော့မယ်ဆိုပြီးပြတဲ့အလှဲ့မှာကိုယ်ပုံနောက်ကောင်ကိုတံတန်းနဲ့ထားမယ် ဟုတ်ပြီနော်ဒါကကျွန်တော်ဟိုလေကူစာအမှတ်တံနေလေးပြောပြပေါ့ကိုဘုန်းနှကောင်မှာတကောင်ကိုလာပြီးတော့ချိန်ကပ်ပြီးတော့စားတော့မယ်ဆိုလို့ဆိုရင်ဘုန်းနှကောင်တပတ်နဲ့ထားမယ်အဲတကောင်လာချိန်တကောင်ပြေးပေါ့တကောင်ချိန်တကောင်ပြေးပေါ့နော်ဟုတ်ပြီလားဒါဆိုလို့ဆိုရင်အဲနိုင်ပြီပေါ့โอเคဟုတ်ပြီဒါကကျွန်တော်ပေါင်းနေရအဲတရန့်ချာပြီးတီးရှိတဲ့ခါကျရင်ကျွန်တော်တို့ကစားလို့ရတဲ့ပုံစံမျိုးဖြစ်တယ်ဟုတ်ပြီဒီတစ်ခါကျွန်တော်တို့အဲနှစ်ရန့်ချာပြီးတော့ကြီးကြီးလိုက်မယ် uh, sorry ram of 5เอ่อ not 5ช้าบ่เนาะဒီခါကျတော့ not 5ช้าကိုကျွန်တော်ရှင်းကြည့်လိုက်အဲဒီမှာဆိုတော့ကျွန်တော်တို့ပေါင်းနှစ်ကောင်ကြားထဲမှာ not 5ဒီ not 5ช้าပြီးတည်ရှိတယ်ဒါဆိုရင်ကျွန်တော်ဒီနေသားမှာဆိုရင်ရောနိုင်လားမနိုင်ဘူးလားဆိုတာကိုကျွန်တော်ကြည့်ကြည့်မယ်အဲ့တော့အဖြူရှင်းလဲဆိုတော့အဖြူကနိုင်တယ်ပေါ့เนาะရိုးရှင်းကအဖြူကကင်းမဲ့ခေါ်လာလို့ဆိုရင်ဒါနိုင်တယ်ပေါ့အဲ့ဒီနေသားမှာကျွန်တော်အမဲရှင်းလဲဆိုရင်အမဲကအဲမရှုံးဘူးကောတော့တည်ရရတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်ဒီနေရာမှာ ဟို king က h5 ကိုသွားမယ်ဆိုလို့ရှိရင်ကျွန်တော်အဖြူကနေပြီး e5 ပြန်တက်မယ်ဆိုပါစို့ e5 တက်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီနေထားမှာကဘာလို့လုပ်ရလဲဆိုရင် king က g6 မှာပြန်နေလို့ရတယ်အဲ့တော့ အခုနောက်ပုံစံနဲ့ကျွန်တော်တို့ပြန်စဉ်းစားကြည့်မယ်ဆိုလို့ရှိရင်ဒီမှာကပွန်တက်လို့မရသေးဘူးအဲ့တော့ဒီပါဂင်းခေါ်မယ်ဂင်းကြည့်ဒူလာမယ်ဂင်းကြည့်ဒူလာတဲ့အချိန်မှာသူက game of 5ဆိုပြီးကတ်လိုက်မယ်အဲအဲ့ချိန်မှာကျတော့ဘာဖြစ်လဲဆိုတော့ဒီနေရာမှာ h5 တက်လို့မရဘူးပေါ့နော်အဲ h5 တက်လိုက်လို့ဆိုရင်သူကကျွန်တော်တို့ဒီမှာပွန်ဆောင်ပွန်ဆောင်ပြီးတဲ့နောက်မှာကျွန်တော်ဒီအရှိရအန်ဂိမ်းတွေမှာကျွန်တော် square rule လေးပြောပြထားတယ်အဲကျွန်တော် အဲကိုပွန်းကိုတစ်ဖက်ပြင်ကတားနိုင်လားမတားနိုင်လားဆိုတော့တည်ကျင်တဲ့အခါကျလို့ဆိုရင် square လေးဆွဲကြည့်လို့ပြောတယ်ဆွဲကြည့်တဲ့အခါမှာဘာတွေ့ရလဲဆိုရင်ကျွန်တော်ဒီမှာကအဲ king ဒီ square ထဲမှာတည်ရှိနေအဲ့တော့ကျွန်တော်ဒီပွန်းလေးကိုပြန်ပြီးတော့မှီတယ်ပေါ့နော်အာဒါဆိုလို့ဆိုရင်ကျွန်တော်ဒီအနေထားကအဲတည်ရဖြစ်သွားမယ်ပေါ့ အဲ့တော့ကျွန်တော်တို့ဒီနေရာမှာအဲသူက king f5 လာမယ်ဆိုလို့ရှိရင်လေကျွန်တော် king f3 သွားမယ်ဆိုလည်းတည်ရပဲပေါ့နော်ဒါစားမယ်ဆိုလို့ရှိရင်အဲဒီဖက်မှာကြံခဲ့တာဒီ rook pawn ကြံခဲ့တာဖြစ်တယ်ဒါ rook pawn ကြံခဲ့တာဖြစ်တဲ့အကြောင်းကျွန်တော်ဒါဒီ king ကဒီဒီဒီနားဒီမှာနေလိုက်လို့ရှိရင်အဲ့ဒါတည်ရပဲပေါ့နော်အဲ့တော့ဒီကောင်လေးကတည်ရချတည်ရကြပါတယ်အဓိကကဒီမှာဘာလို့တည်ရကြရတာလဲဆိုလို့ရှိရင်အဲကိုယ့်ရဲ့ကြံခဲ့တဲ့ pawn တော်တစ်လုံးဒီ rook pawn ဖြစ်နေလို့ပေါ့နော် rook pawn ဖြစ်နေတဲ့အကြောင်းတည်ရကြဖြစ်ပါတယ် ဟုတ်ပြီဒီ position ကိုပဲ ကျွန်တော်ဒီ American လေးကိုဒီဘက်ကို ရွှေ့ထားလိုက်မယ်အဲ့ပုံစံလေးကိုကျွန်တော်နောက်တစ်ပုတ်ထပ်လေ့လာမယ်โอเคဟုတ်ပြီအဲဒီမှာအဲဟုတ်ပြီကြဒီတစ်ခါဒီပုံစံကိုလေ့လာမယ်ဒီတစ်ခါကျတော့ကျွန်တော်တို့အမဲပြင်ကဘယ်ကိုရောက်လာပြီလဲဆိုလို့ရှိရင် F6 ကိုရောက်လာပြီဒီ F6 ကိုရောက်လာတဲ့အနေအထားတစ်ခုမှာဆိုရင်ရောအမဲရွှေ့လဲမှာဆိုရင်အမဲကအခုနောက်အလိုမျိုးတည်ရရနိုင်မလားဆိုတော့ကျွန်တော်လည်းသူကြည့်လိုက်မယ်ဟုတ်ပြီဒီနေ့တမ်းမှာအမဲက king ကို e5 တက်လိုက်မယ်ဆိုလို့ရှိရင် ကျွန်တော်ဒီနေရာမှာဘာလုပ်မှာဆိုရင် H5 ဆိုပြီးတက်မှာ H5 မှာဒါစားလို့မရဘူးဒါစားရင်ဒီပုံးကြီးလွတ်သွားမယ်အဲ့တော့ king ကခုနလိုပဲ F6 ပြန်လာမယ် F6 ပြန်လာတဲ့ခါမှာကျွန်တော်တို့ကလည်းဘာလုပ်မှာဆိုရင် king G2 ပြန်လာမယ် king G2 မှာသူကခုနလိုမျိုး HG5 ကိုလာမယ်ဆိုရင်ကျွန်တော်တို့ကဘာလုပ်မှာလဲဆိုရင်ဒီမှာလည်း E5 ကိုပြန်လာမယ်အဲအခုနပုံစံနဲ့အတူတူပဲနော်ဒါပေမဲ့ဘာကွာွားလဲဆိုတော့ကျွန်တော်ကြည့်လိုက် king က H5 ကို စားလိုက်မယ်ဆိုလို့ရှိရင်အာဒါဒီနေရာမှာ အဲ king h5 ကိုစားလိုက်မယ်ဆိုရင်ဒီမှာဆိုလို့ရှိရင်တော့ king ဒီကျွန်တော်တို့ဒီမှာ f3 လာမယ် king g5 ဆိုလို့ရှိရင်ကျွန်တော်တို့ king ကဒီလိုလာမယ်ပြီးရင်ဒီမှာ king ဒီလိုတောင်းမယ်ဆိုလို့ရှိရင်ဒီလိုပြန်လာမယ်ဒါဆိုလို့ရှိရင်ဒီမှာဆိုရင်ရတယ်ပေါ့ဟုတ်ပြီအဲ့မှာခုနကကျွန်တော်ဒီနားလေးမှာက e5 တက်တာနည်းနည်းလေးဆော့သွားတယ်ပေါ့နော်ဒီနားလေးမှာဒီမှာဆိုလို့ရှိရင်ကျွန်တော်စားပြီးတဲ့အဲ့လက်မှာသူက king g6 သွားလိုက်လို့ဆိုရင်အဲ့ဒါဟို king g6 တောင်းမယ်ဆိုရင်ကျွန်တော်ဒီလိုလာဒါဆိုလို့ရှိရင်ဒီမှာပြန်လာဒါဆိုလို့ရှိရင်ကျွန်တော်တို့အာမနိုင်ဘူးပေါ့နော် အဲဒီနားလေးမှာခုနကျွန်တော်ဒီနားလေးမှာအလှည့်နည်းနည်းဆောသွားတယ်။အဲကျွန်တော်ဒီနားမှာကပြန်ပြီးတော့ကြည့်မယ်ဒီကောင်လေးပြန်ပြမယ်ပေါ့နော်။အ gain e5 မှာ h5 တက်မယ်။ h5 မှာ gain f6 လာမယ်။ gain f6 မှာ gain g2 လာမယ်။ gain g2 မှာ gain g5 လာမယ်။အဲဒီမှာအဓိကပြောချင်တာဒီမှာအခုနကတော့ကျွန်တော်ပြလိုက်တယ် e5 တွားလို့ဆိုရင် ဲ့ဒါမနိုင်ဘူးเนาะအတီဖြစ်သွားမှာဘာကြောင့်လဲဆိုတော့စားပြီးွားလို့ဆိုရင် king က a6 တွေ f7 တွေ e7 တွေမှာတားထားလိုက်လို့ဆိုရင်ဒါတီပဲအဲ့တော့ကျွန်တော်တို့ကဒီမှာဘာလို့ကလဲဆိုလို့ဆိုရင်အဲ့ဒါ king မဲ့ကျွန်တော်တို့အရင်ခေါ်ရမယ် king of 3ဆိုပြီးခေါ်ရမယ် king of 3ခေါ်တဲ့အချိန်မှာ king လေးကကိုပွန်းနာရောက်သွားပြီအကယ်၍သူကဒီမှာစားမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့က king f4 လာမယ်သူက king g6 ဆိုရင်ကျွန်တော်တို့ king e5 လာမယ် king of 7ဆိုရင် king d6 ပေါ့ဒါဆိုလို့ဆိုရင်ဒီနေထားကနိုင်သွားပြီပေါ့ ဟုတ်ပြီနော်အဲကျပွန်အန်ကင်းကတလဲမှမှားလို့မရအောင်နော်ကျွန်တော်ဒီနာလေးကူးဆိုက်ရမယ်နော်ဘာလို့လဲဆိုတော့ဘာလို့ဒီမှာကျွန်တော်တို့ e5 တက်လို့မရလဲဆိုတော့ e5 တက်လိုက်လို့ဆိုရင်သူက square ထဲမှာပြန်ရှိနေရပါတော့နော်ပွန်ကလည်းတောက်တက်လို့မရဒီမှာစားလိုက်ပြီဆိုလို့ဆိုရင်ဒီကောင်းကြီးက square ထဲမှာတည်ရှိနေရ square ထဲမှာတည်ရှိနေဖြစ်တဲ့ကြောင့်ပွန်ကတောက်တက်တော့လို့မရအဲ့ဒီမှာကျွန်တော်အဲ့ဒီမှာဘာထပ်တွေ့ရလဲဆိုဒီကင်းကလည်းကျွန်တော်တို့အဖြူရဲ့ကင်းကလည်းအလန်းဝေးနေသေးတယ် အဲ့ကျွန်တော်ဒီမှာ KND ကိုတောင်းမယ်ဆိုလို့ဆိုရင်သူက KND စနဲ့ပြန်လာလို့ရတယ်။ KND KE4 ဆိုရင် KND 7ပြန်လာမယ်။ KND D7 ဆိုလို့ဆိုရင်အာဒီမှာက KND 5ဆိုရင် KND E7 သွားလိုက်လို့ရ။အဲ့ဒီမှာကျွန်တော်ဘာတွေ့ရဆိုကျွန်တော်ဒီမှာ square တဲ့မှာမရှိတော့ key square မရတော့ key square မရတော့လို့ဆိုရင်ဒါဆိုရင်တရေပဲပေါ့။အဲ့ key square အကြောင်းကလည်းကျွန်တော်ရဲ့ဒီ ending playlist ထဲမှာကျွန်တော်ပြပြထားတယ်ပေါ့နော်။မကြည့်ရသေးလို့ဆိုရင်တော့ကြည့်ပါ။ဟုတ်ပြီဒါဆိုဒီပုံစံလေးနားလည်မယ်ထင်တယ်ပေါ့နော်။ Okay ဟုတ်ပြီ။ဒါဆိုရင်ကျွန်တော်တို့အာနောက်ထပ်တစ်ခုထပ်ပြီးတော့ကြည့်မယ်ပေါ့နော်။ โอเคဒီတစ်ခါကျတော့ကျွန်တော်တို့အပွန်းကိုပဲကျွန်တော် torrent တင်လိုက်ပြောတော့ခုနကတော့ကျွန်တော်ကြည့်တော့ fourth run မှာကြည့်ရပါတော့ဒီတစ်ခါကျတော့ fifth run fifth run မှာဆိုလို့ရှိရင်ကျတော့ကျွန်တော်တို့ဒါ AC နိုင်တယ်ပေါ့ fifth run မှာဆိုလို့ရှိရင်အဲ့တော့ကဲဒီတော့ king AC ကတ်မယ်ဆိုလို့ရှိရင်ကျွန်တော်ဒီမှာ AC တက်မယ်ပေါ့သူကစားလို့မရဘူးစားလို့ဆက်ဒီပွန်းတက်တာအဲ့တော့ king of 7ပြန်လာမယ်ဆိုလို့ရှိရင်လည်းပဲကျွန်တော်ဘာလုပ်မလဲဆိုရင်ဒီနေရာမှာကျတော့ကျွန်တော်တို့ကရိုးရိုးလေးပဲ A7 တက်လိုက်လို့ရတယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့သူကဒီ ပေါ်နာကတ်မယ်ဆိုရင်ကျွန်တော်တို့ easy တက်လိုက်ရတယ်အကိတ်သူကစားမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာထပ်တက်လိုက်ရတယ်ဒါဆိုရင်မမှီတော့ဘူးပေါ့အဲ့တော့အဓိကပြောချင်တာကတော့2နတ်2ဖိုင်အပတ်ပေါ့နော်ကျွန်တော်2ဖိုင်ဝေးတဲ့ချိန်မှာ fifth round မှာကိုပေါ်နှလုံးရှိရဆိုရင်နိုင်တယ်အဲ့ဒါယူလေးပဲနိုင်တယ်ပေါ့နော်အဲနှစ်ဖိုင်ချားတယ်အဲပြီးတော့နောက်တစ်ခုကကိုပွန်းနှစ်ကောင်က4 drum မှာပဲရှိသေးတယ်အဲအဲ့မှာမှာတစ်လုံးကဒေါင်ပွန်းဒေါင်နှစ်လုံးမှာတစ်လုံးကြည့်တဲ့အခါမှာကျန်တဲ့ပွန်းတစ်လုံးကဒေါင်ပွန်းဆိုလို့ရှိရင်ကျွန်တော်တရေကြတယ်ပေါ့အဲ့ဒါလေးမှတ်ထားရမယ်ပေါ့နော် ဟုတ်ပြီဒါကြောင့်ကျွန်တော်ဒီတစ်ခါနောက်ထပ်တစ်ခုထပ်ပြီးတော့ကြည့်လိုက်မယ်နောက်တစ်ခုကကျတော့ကျွန်တော်ဒီမှာ3 file အပါ3 file ပေါ့နော်3 file ကြတော့3 file ဂျားထဲမှာ3 file ချာသွားပြီဆိုရင်တော့ကျွန်တော်ဘယ်လိုမှမရတော့ဘူးပေါ့အဲ့ကင်းဒီဘယ်လိုမှထိန်တော့မရအောင်ကဲကင်း D5 ဒီပိုင်းလာမယ်ဆိုရင်ကျွန်တော်ဒီမှာ H5 ကိုသွားမယ်အဲကင်း E6 လာမယ်ဆိုလို့ဆိုရင်ကျွန်တော် D5 နဲ့ချက်လိုက်လို့ရတယ်။ဘာကြောင့်လဲဆိုတော့သူကစားလိုက်လို့ဆိုရင်လည်းပဲဒီ key square ထဲမှာအဲမရှိဘူး key square ရဲ့အပြင်ကိုရောက်အောင်မယ်ပေါ့။အဲ့တော့ကျွန်တော်ဒါဒီနိုင်တယ်ပေါ့။ကဲကင်းရောက်စစ်မှာနေမယ်ဆိုလို့ဆိုရင်ကျွန်တော် D6 ပေါ့။အဲ့မှာသူကကင်း E6 ဆိုရင်ဒီမှာ H6 ပေါ့။ဒီလိုလေးသွားလိုက်လို့ရတယ်။အဲ့တော့ กินกุญจิတော့မလို့ပဲနဲ့ဒါကြတော့နိုင်တယ်ပေါ့ဟုတ်ပြီအဲ့တော့အခုကျွန်တော်နဲ့သူလုပ်သွားတဲ့ angle 6ဘောကတော့ဒီလောက်ပဲပေါ့เนาะအဲ့ကျွန်တော်ပြန်ပြီးတော့ဟိုအနှစ်ချုပ်ကမယ်ဆိုလို့ဆိုရင်တခုချင်းညီပြန်ပြပြမယ်အဲ connected ပုံနှလုံးဆိုလို့ဆိုရင်ကိုကခုခံတဲ့သူဆိုလည်းတီးရမယ်လိုက်တဲ့သူဆိုလည်းတီးရပါဘောเนาะ connected ပုံမှာခုခံတဲ့သူဒီဟိုနောက်ကျန် base ပုံကိုကင်းနဲ့သွားဆလို့မရဘူးစာရင်အရှိတ်ပုံကလွတ်သွားလိမ့်မယ်အဲ့ ဘောနကောင်တဖိုင်ချားဆိုလို့ဆိုရင်ကြတော့အဲဘောနကောင်ဒီဟိုဟိုတဖက်ဘီရင်ကကိုပွန်းကိုလာချိန်ချတဲ့နောက်တလုံးကတက်မယ်ပေါ့နော်အဲ့လိုပုံစံနဲ့တကောင်နဲ့တကောင်ကာဗာလုတ်ပြီးထားတယ်ပေါ့အဲ့ဒါအဲ့လိုပုံစံနဲ့ဆိုရင်နိုင်တယ်ပြတော့နှစ်ဖိုင်ချပြီဆိုလို့ရှိရင်ကြတော့အဲဖိုဒရမ်မှာပဲရှိသေးတယ်ဆိုလို့ရှိရင်နှစ်ဖိုင်ချမှာဖိုဒရမ်မှာပဲရှိသေးတယ်ဆိုလို့ရှိရင်ကျွန်တော်ကြံခဲ့တဲ့ပုံစံလုံးဒီဒေါင်ဘုံဖြစ်တယ်ဆိုလို့ရှိရင်တော့အာကျွန်တော်တို့အဲမနိုင်ဘူးနိုင်ဖို့ခက်တယ်တည်ဖြစ်ဖို့များတယ်အဲကြံခဲ့တဲ့ပုံကဒေါင်ဘုံမဟုတ်ဘဲနဲ့တခြားစိုက်ပုံးတယ်ဆိုလို့ရှိရင်တော့အဲဒါ နိုင်တယ်ပေါ့ဟုတ်ပြီနောက်တစ်ခုကကျတော့နှစ်ဖိုင်ချားမှာမှာအပိုးတွေက fifth round မှာဆိုရင်ဒါလိုလေကိုကိုပဲနိုင်တယ်အဲ့လိုပဲကျွန်တော်တုံးဖိုင်တုံးမဟုတ်တုံးဖိုင်နဲ့အထက်ဆိုလို့ဆိုရင်တော့ပိုတော်လွယ်သေးရပေါ့ဟုတ်ပါပြီဒီလောက်ဆိုရင်တော့ဒီ angle နဲ့ပတ်သက်တာကိုအားလုံးတစ်ပတ်ပေါက်နားလည်နိုင်မလို့ထင်ပါတယ်အကယ်၍ဒီ angle နဲ့ပတ်သက်ပြီးတော့နားမလည်တဲ့နေရာမရှင်းတဲ့နေရာရှိလို့ဆိုရင်လည်း comment လေးမှာမေးဝါလို့ရပါတယ်အဲကျွန်တော်ဒီနေ့ဒီ video လေးကတော့ဒီလောက်ပါပဲကျွန်တော်ဒီ video ကိုအစားဆုံးလာရအောင်အားပေးကြတဲ့တောင်းတင်တဲ့ကိုကျေးဇူးများတင်ပါတယ်ကျွန်တော်နောက်ထပ် video မှာပြန်တွေ့ဆုံးပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ